်လင်္ကာပါဗျာဒီနေ့ April လရှိရနေပေါ့အရင်တော့ကျွန်တော်တို့အဲဒီသတင်းထုတ်ထွက်လေးနိုင်ငံကသတင်းတွေကိုအာဆက်ပြအာပါတာပြန်ပြေးနေတယ်ပေါ့တော့အာငလင်လုတ်ပြီးတဲ့နောက်ပိုင်းမှာကျွန်တော်တို့ကျွန်တော်လည်းဘာမှဒီအဲ့ကိစ္စတွေဟိုမရှိတော့ဘဲနဲ့ငလင်ကိစ္စတွေကိုကြည့်ပြီးပြီးတော့စိတ်မကောင်းဖြစ်တယ်ပေါ့နော်ဒါပေမဲ့အခုချိန်စဉ်းစားမိတယ်ကအဲ့အကြောင်းအရာတွေကိုကျွန်တော်ခိရနာထားတယ်ခိရနာပြီးတဲ့အခါကျတော့အခုချိန်မှာအာ အလုတ်ကိုင်းဘက်ကနေပြီးတော့အင်္ဂလိပ်စာ shoot out တစ်ခုကနေပြီးတော့ဒီ general workers တွေပေါ့ဓမ္မအစအနေနဲ့အထူးထူးလုပ်သားတွေအတွက်အလုတ်တွေအကိုင်းတွေချုပ်ပြပထွက်လာတာရှိတယ်ပြည်တွင်းမှာလည်းအလုတ်ကိုင်းတွေချုပ်နိုင်ငံခြားကုမ္ပဏီမှာလည်းအလုတ်တွေပါရရင်လည်းရလို့ရညာပေါ့အထောက်တကူအထောက်အကူညာပြုတ်မလားဆိုပြီးတော့ shoot out နေပြီးတော့ကျွန်တော်အချိန်တစ်ခုအနေနဲ့ဒါလေးကိုပြောပြချင်ပါခင်ဗျာ the sink for my factory workers day အလုပ်သမားတွေကိုစိတ်အောင်လုပ်သားတွေ warehouse ကုန်းကောင်းယုံတွေ assistant ပေါ့လက်ထောက်တွေ construction helper တွေဆောက်လုပ်ရေးလုပ်ငန်းလုပ်ကင်တဲ့သူတွေအကူအညီပေးတဲ့သူတွေ cleaner တွေတန့်ရှင်းလုပ်သားတွေပေါ့နော်သူကအင်္ဂလိပ်စာကလည်း visit လောက်ဆိုရပါပြီ i focus on key question ပေါ့အဓိကအဲလိုရတဲ့မိကွန်းတွေနဲ့ answer တွေပေါ့အရေးပါတဲ့ important phrases မှတ်သားမယ်စကားစုအချို့လေးတွေပါဝင်မယ်ပေါ့နော်အဲ့ဒီမှာပထမဆုံးနားလည်ရမှာကဒီ general workers တွေနဲ့အထွေလုပ်သားတွေက အလုပ်ကိုနားလည်ရမှာကအဲ့ဒီမှာဘာတွေပါဝင်လဲဆို manual labor ပေါ့ဒီကိုယ်ကာယအသုံးပြုပြီးတော့လုပ်ရတဲ့အလုပ်တွေ lifting တွေပစ္စည်းတွေမှတ်တဲခြင်းတွေ packing packing လုပ်တဲ့ဒီထုတ်ပို့ခြင်းတွေ moving items တွေပေါ့ပစ္စည်းတွေရွှေ့ပြောင်းရတာတွေပါဝင်မယ် machine operation မှာကကြတော့ဆက်ယုံဆက်ပစ္စည်းတွေကိုကင်တွေရတာတွေလေ့ကျင့်ထားပေးတဲ့သူတွေဆိုရင်ပေါ့ cleaning အပိုင်းတွေတန့်ရှင်းအပိုင်းတွေ maintenance ဆိုရက်ဒီပစ္စည်းတွေကို ထိန်းသိမ်းရတဲ့အပိုင်းလေးအဲ့ဒီမှာ sweeping ဒီပစ္စည်းလေးရပါဝင်မယ် organizing ပေါ့ organizing ဆိုတော့ပစ္စည်းတွေသူ့နေရာသူပြန်ထားတာပြီးပါဝင်မယ် a following safety rules တွေပေါ့ဒီလုံခြုံရေးအတွက်စီမံစည်းကမ်းတွေနားလည်ထားမယ် wearing gloves မှာလက်အိတ်တွေ wear ရမျိုး helmet တွေခေါင်းတွေစောင့်ရမျိုးပေါ့နော်အဲပြီးတော့အဓိက key word အဓိကအရေးကြီးတဲ့စလုံးပေါ့ key words ပေါ့နော် အဲ့ဒီ factory စက်ရုံတွေ warehouse တွေကုန်လိုင်ရုံတွေ construction တွေဆောက်လုပ်ရေးတွေ cleaning တွေပါဝင်မယ်ဒီ heavy lifting ပေါ့သူဒီစီအလေးတွေကိုမအမတဲ့ဟာမျိုးတွေ packing ထုတ်ပို့ခြင်းတွေ loading ပေါ့ပစ္စည်းတွေတင်ခြင်းနောက်တစ်ခါ safety helmet ကိုအဲခေါင်းတွေကို helmet တွေစောင်းထားခြင်း gloves လက်အိတ်တွေပါဝင်မယ်ပြီးတော့ uniform တွေ uniform တွေပါတယ်ကိုကဝတ်ထားဖို့လိုအပ်တယ် overtime စင်းနိုင်လက်မစင်းနိုင်လားအချိန်ပို့ပြီးတော့ shift work ဆိုတဲ့ ဒီအလုပ်ရဲ့နေဆိုင်ညဆိုင်အလုပ်တွေပေါ့ဗျ။ဒါဆိုကျွန်တော်တို့ဒီ interview လေးကိုစလိုက်ရအောင်။ Come on interview